ားလုံးပဲမြန်မာပါ UK Match TV Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရယ် Champion ပြည်တက်တဲ့အားလုံးမြန်မာပါဆိုတော့ကျွန်တော်တို့ပြင်သစ်နာမည်ကြီး magazine ဖြစ်တဲ့ French Football ကနေ Ballon d'Or ဆုနဲ့ပတ်သက်လို့ဒါတို့ Ballon d'Or ဆုကိုမကြမီမှာကြီးကြမယ်ဒါပေမဲ့အဲ့ Ballon d'Or ဆုအပြင် super ballon d'or ဆိုပြီးတော့သူတို့နှစ်ပေါင်း30အတွက်ရည်ရွယ်ပြီးတော့ဒုတိယအကြိမ်မြောက်ဒီစုကိုပေးဖို့ပြင်ဆင်နေရှိတယ် တော့အခုသူတို့ကဘာလွန်ဒေါဆုနဲ့ပတ်သက်လို့ဒါမကြမီ French football ကကြီးညာမယ်အဲ့ဘာလွန်ဒေါဆုကို August လ9ရက်နေ့မှာသူတို့စပြီးတော့ဘာလွန်ဒေါဆုရဲ့ nominate တွေပေါ့လေပါဝင်တဲ့သူတွေအားလုံးရဲ့ nominate ကိုကြီးညာမယ်အခုလောလောဆယ်မှာရမယ့်သူ၂ယောက်ပဲရှိတယ် ဥစမာနီဒမ်ဘေးလီနဲ့လမင်ယမာတယောက်တည်းကတယောက်ရမယ်ဆိုလာမယ့်ဩဂတ်စ်လ9ရက်နေ့မှာဘာလွန်ဒေါ်ရဲ့နိုမနေရောက်30ကိုကြေညာမယ်စက်တင်ဘာ2ရက်နေ့မှာပြင်သစ်မှာဒီဆုကိုချီးမြှင့်မယ်ဆိုတော့အဲ့ဒါကဘာလွန်ဒေါ်ဆုကိုသူတို့ဘက်ကစပြီးတော့ချီးမြှင့်မယ်ဘာလွန်ဒေါ်ဆုကိုဒါ1956ခုနှစ်မှာစချီးမြှင့်ပြီးတော့68နှစ်ရှိပြီကျင်းပတာဖြစ်တယ်ဒါအဲ့မှာလီယိုမက်ဆီက၈ချိန်နဲ့အများဆုံးရပြီးတော့ ခရစ်စတီယာနိုရိုနယ်ဒိုက16ချိန်ထိ nominate နဲ့သူက9ချိန်ရထားတယ်ဒါပေမဲ့ French football ကနေအဲ့ Ballon d'Or ဆုအပြင် Super Ballon d'Or ဆိုပြီးတော့ဒါအကောင်းဆုံးဆုတစ်ခုပေးဘူးတယ်အဲ့ဒါကတော့ဒီသစ်မဂ္ဂဇင်းကနေ Ballon d'Or ဆုရဲ့နှစ်ပေါင်း30အတွက်ရည်ရွယ်ပြီးတော့ပေးတဲ့အထူးဆုပေါ့ဗျာ Ballon d'Or တွေကအကောင်းဆုံးအထူးဆုကိုပေးတယ် အရင်ဘလွန်ဒေါ်ဆုရပို့တဲ့သူတွေအားလုံးထဲကနေအကောင်းဆုံးကစားမတယောက်ကိုနှစ်ပေါင်း30အတွင်းကြီးတဲ့ record ပေါ်ပို့တီးပြီးတော့သူတို့ပေးတယ်ပထမအချိန်ပေးတဲ့အချိန်မှာနမေကျော် remedy ရဲ့ကစားမကြီး ဂျက်စီဖာနိုကရရှိသွားတယ်။အိုက်တုံးကဒုတိယကယူဝန်ခရိုက်တတိယကမစ်ချယ်ပလာတီနီရပြီးတော့ဂျက်စီဖာနိုကဘာလွန်ဒေါ်ဆုရဲ့နှစ်ပေါင်း30 1950ခုနှစ်ကနေ80ခုနှစ်ထိရှိမဲ့နှစ်ပေါင်း30အတွက်ပေးတဲ့ဆုကို1989ခုနှစ်ထင်တယ်။89ခုနှစ်မှာသူရတယ်။ ဒါအိုက်စုကိုသူကမစ်ချပလာတီနီနဲ့ယောန်ခရိုက်ကိုကျော်ပြီးတော့တက်စတီဖာနိုကရတယ်ဆိုတော့အခုဒီနေရာမှာ French football ကဒုတိယအချိန်နေနဲ့ Super Ballon d'Or ကိုချိန်နေပြီဒီချိန်ချင်းပြီးတဲ့အချိန်မှာသူတို့က1950ရနေ80ဒီဒီချိန်ကျတော့အခုနောက်ဆုံးပေးလိုက်တဲ့ထားပါတော့25ကနေ25ပြီးတော့မှ2005 95အဲ့လိုပုံစံသွားမှာ95ကနေ2005အထိသွားမဲ့သဘောတရားဖြစ်ပြီအဲ့ဒါဆိုရင်နှစ်ပေါင်း30 quarter ဖြစ်မယ် အိုက်ကွက်တီတွေမှာဘာလွန်တော်ဆုရတဲ့သူတွေအားလုံးတည်းကနေဒီဆုအတွက်တစ်ခုကိုသူတို့ဘက်ကပေးဖို့ပြင်ဆင်ထားတယ်။ဆိုတော့ဒီဆုပါဘာလွန်တော်ဆုကိုသူတို့ရွေးချယ်တဲ့ချိန်မှာဒီဒီချိန်က1995ကနေ2025အထိဆိုရင်95ကနေ2005 2005 2025နှစ်ပေါင်း30အတွက်ရွေးမယ်။ အဲ့ဆိုရင်1995ခုနှစ်ဘာလွန်ဒေါ်ဆုကိုစရခဲ့တဲ့ကစားမပေါ့လေ95မှာဂျော့ဝီယာရတယ်96မှာမာတီးယက်ဆမ်ဘာ99မှာရိုနယ်ဒို98မှာဇီဒန်99မှာရီဗယ်ဒို2000မှာဖီကို2001မှာမိုက်ကယ်လိုဝင်2000နှစ်မှာရိုနယ်ဒို2003မှာနက်ဗတ်2004မှာရှက်ချင်ကို2005မှာရိုနယ်ဒီညို2006မှာခန်နဘာရို2009မှာကာကာနဲ့အဲ့နောက်ပိုင်းမှာ ရနဒိုမက်ဆီရနဒိုမက်ဆီရနဒိုမက်ဆီနဲ့ကြားထဲမှာလူကမိုတွစ်ရဲ့ပန်ဂျီမာနဲ့တစ်ဖက်ကနောက်ဆုံးမှရူထရီရတယ်ဆိုတော့အဲ့ကာလာအတွင်းကိုသူတို့ရွေးရပြီဆိုတော့ဒီနေရာမှာစူပါပါလွန်ဒေါစုကိုသူတို့ရွေးချယ်ဖို့အတွက်သူတို့ပြင်တဲ့အချိန်မှာသူတို့ကစစ်စတမ်၃ခုနဲ့ရွေးတယ်မဲပေးတဲ့စစ်စတမ်၃ခုမှာ fresh football မှာရှိတဲ့ jewelry ပေါ့လေအဲ့ jewelry တွေကပေးတဲ့အမှတ်ရှိမယ်ပြီးတော့မှ former ballon d'or ဆုရတဲ့ ballon d'or ဆုရဖို့သူတွေပေးတဲ့အမှတ်ရှိမယ်ပြီးတော့မှ French football magazine ကိုဖတ်တဲ့သူတွေကြည့်တဲ့သူတွေအားလုံးကပေးတဲ့ပေးသက်တွေကရှိတဲ့မဲရှိတဲ့အဲ့မဲ၃ခုကိုပေါင်းပြီးတော့မှသူတို့က average နေနဲ့အကောင်းဆုံးဘောလုံးမှာထိပ်ဆုံး၃ယောက်ကိုသူတို့ရွေးချယ်တယ်ဒီကဲတယောက်က Jessifano ရတာအဲ့ပုံစံရတယ်အဲ့တုန်းက French football ရဲ့ jury တွေကပေးတဲ့မဲမှာ ဒက်စတီဖာနိုက7မဲထိရပြီးတော့ယူအန်ခရိုက်က9မဲမစ်ချယ်ဖလာတီနီက9မဲတခြားထဲမှာဖရန့်ဘက်ကင်ပါဝါတို့ရူမီနီကီတို့ကီဗင်ကီကန်တို့ပါတယ်တခါဘာလွန်ဒေါ်ဆူရှင်ဟောင်းတွေပေးတဲ့မဲပေးတဲ့ထဲမှာဒက်စတီဖာနိုကယူအန်ခရိုက်ကိုကျော်ပြီးတော့မစ်ချယ်ဖလာတီနီကိုကျော်ပြီးရပြီးတော့ရီဒါတွေပေးတဲ့ထဲမှာတော့မစ်ချယ်ဖလာတီနီက1ယူအန်ခရိုက်က2ဖရန့်ဘက်ကင်ပါဝါက3နဲ့ ဒက်စီဖာနိုကလေတိုတဲအိုဘာအောတွက်လိုက်တဲ့အချိန်မှာဒက်စီဖာနိုကနံပါတ်1ယွန်ခရိုက်ကနှစ်နဲ့မစ်ချယ်ပလာတီနီက3ဆိုတော့ဒီတစ်ခေါက်ကလည်းအဲ့လိုပုံစံမျိုးတွက်မယ်ဒါပေမဲ့အောင်မြင်မှုအချိန်တွက်အရေးတွက်အရင်တော့က၃ချိန်ရဖို့တဲ့ထဲမှာမစ်ချယ်ပလာတီနီရှိမယ်။နောက်မာကိုဗန်ဖန်ဆန်ကတော့မမီတော့ဘူး။သူက90ကျော်လဲပါသွားတာ။ဆိုအဲ့အတွက်ကြောင့်ဒါအခုလောလောဆယ်နေထားရတော့စူပါဘာလွန်ဒေါဆုနဲ့ပတ်သက်လို့ပေါ့လေ။ရနိုင်တဲ့သူစုစုပေါင်း 6ယောက်ရှိတယ်လို့ဒါသုံးသပ်ထားတယ်။ဒီယိုမက်ဆီရဲ့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပြီးတော့မှရော်နယ်ဒိုကြီးရဲ့ဇင်နီဒီဇီဒန်ပြီးတော့မှရော်နယ်ဒီညိုဒီ9ယောက်ကတော့ main ပေါ့လေ။အဲ့၅ယောက်ကအဓိက main ဖြစ်သူတို့ဘက်ကတတ်မှတ်ထားပြီးတော့ဒီတဲကပဲရာသွားဖို့ရှိတယ်လို့ဖော်ပြထားတယ်ဆိုတော့အခု Super Ballon d'Or ဆုနဲ့ပတ်သက်လို့ဆိုရင်ဒါကျွန်တော်တို့အခု ဘလို့ပြောမလဲဆိုတော့တခြားသူတွေကြည့်တဲ့အထက်မှာလီယိုမက်ဆီကဘာလွန်ဒေါ်ဆုကိုသူကစံချိန်တင်၈ချိန်ထိရတဲ့အတွက်စူပါဘာလွန်ဒေါ်ဆုကိုသူကရဖို့80%ထိထိဆုံးမှရပန်းစားနေတယ်လို့ဖော်ပြထားပြီးတော့ခရစ်စတီယာနိုရိုနယ်ဒိုက16%ဒါရိုနယ်ဒိုကြီးက2%ဇီနီဒီဇီဒန်က1%နဲ့ရိုနယ်ဒီညိုက1%အဓိကတော့ရှစ်လုံးရထားတဲ့အတွက်ကြောင့်ဒါမဲ့သူတို့ဂျူရီတွေဘလို့တွက်မလဲ former ballon d'or player တွေကဘယ်လိုတွက်မလဲပြီးတော့မားပေးတတ်တွေကဘယ်လိုပေးမလဲအဲ့သုံးခုကိုပွေးပြီးတော့အမဲအများဆုံးရတဲ့သူကို super ballon d'or ဆုကို french ပေါ်ပေါ်ကပေးမှာပါအားလုံးကျေးဇူးတင်ပါတယ်